မင်္ဂလာပါရှင်ဗမာခေတ်တဲ့တရင်ချာနာမှကြိုဆိုလိုက်ပါရရှင်ညီမတို့ channel ကတော့မြန်မာနိုင်ငံရဲ့တရင်ဥတရင်ထူးများကိုအချိန်နဲ့ပြင်ညင်တင်ဆက်ပေးနေရမှာဖြစ်ပါရရှင်ယခုချိန်မှစပြီးနောက်ဆုံးရတရင်များကိုစီရင်ခံတင်ဆက်ပေးပါမယ်ရှင်ပထမဆုံးတရင်အနေနဲ့စလင်းချင်းမြို့ပေါ်လမ်းဆောင်ဓမာယောအနေနဲ့ကင်းပတ်ရန်ထွက်လာသောစစ်သားများကိုစနိုက်ပါဖြင့်ပြက်ကတ်တိုက်ခတ်မှုစစ်တပ်ဘက်မှတအူးသိမ်းဆုံးဆိုတဲ့တရင်ပဲဖြစ်ပါရရှင် စကိုင်းနိုင်စလင်းကြီးမျိုးပေါ်လမ်းဆောင်ဓမာယောအနီးတွင်ကင်းဖက်ရန်ထွက်လာသောအကြမ်းဖက်စစ်သားများကိုစနိုက်ပါဖြင့်ပြစ်ခတ်တိုက်ခိုက်ရာစစ်တပ်ဘက်မှတဦးသေဆုံးခဲ့ကြောင်းဆိုလိုအောင်ကြီးအဖွဲ့မှတောင်းရှိသူတို့ကရန်ကုန်ခေတ်တရင်ဌာနထံသို့ပြောကြားသည်မက်စနာ15ရင်းနေနဲ့10:20မိနစ်ခန့်တွင်စလင်းကြီးမြို့ပေါ်အထိုင်စခန်းမှာအင်အား30ခန့်ဖြင့်ကင်းပယံထွက်လာသောအကြမ်းဖက်စစ်ကောင်စီတပ်သားများကိုဆိုလိုအောင်ကြီးအဖွဲ့မှတော်လင်းရဲပေါ်များကလမ်းဆောင်ဓမာရုံအနေဖြင့်စနိုင်ပါဖြင့်စောင်းကြိုပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည် ရင်းတို့ပြစ်ခတ်ပြီးနောက်အပြန်လန်ထိတွေ့တိုက်ပွဲ15မိနစ်ခန့်ဖြစ်ပွားခဲ့ပြီးအစံဘက်စစ်သားတို့တိုက်ဆုံးကတဝူးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းစစ်သားများပြန်လည်ပြစ်ခတ်ခဲ့တော့လဲတော်လိုင်းရဲပေါ်များထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည် ကျွန်တော်တို့စနိုက်ပါနဲ့ပြစ်ခတ်တိုက်ခိုက်တာကစစ်ခွေးတကောင်သေးတယ်စစ်ခွေးတွေကလည်းပြန်ပြစ်တော့ထိတွေ့တိုက်ပွဲက15မိနစ်လောက်ဖြစ်သွားတယ်တော်လိုင်းရဲဘော်တွေတော့အထီးကမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်အစံဖက်စစ်အာဏာရှင်ကိုအမြင့်ပြတ်ချိန်မုံသွားမယ်လို့တကူတော်အောင်ကြီးပြောက်ကြဖွဲ့အနေနဲ့ဂရီသေးစာပြပါတယ်နောက်ထပ်လေကျွန်တော်တို့တပ်ဖွဲ့အနေနဲ့မြို့ပေါ်စစ်စင်ရဲတွေဆက်လက်ဖော်ဆောင်ဖို့ရှိပါတယ်ဟုဆိုလိုအောင်ကြီးဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုသည်ဆိုလိုအောင်ကြီးအဖွဲ့အနေဖြင့်မြို့ပေါ်စစ်စင်ရေးများဆက်လက်ပေါ်ဆောင်နိုင်ရန်ထောက်ဖို့ပြည်သူများဝိုင်းဝန်းကူညီပေးကြမြတ်တာရက်ကန်ကြောင့်တကူတော်အောင်ကြီးပြောက်ကြာ ဖွဲ့မှတောင်းရှိသူတို့ကဆက်လက်ပြောဆိုသည်ဆလတ်တင်ဆက်ပေးမယ်တဲ့ကတော့ပြည်သူများကိုလေရင်ဖြင့်ပုံကျဲတက်ပြရာတွင်ပါဝင်နေကြသည့်စက်ကောင်စီလေးတက်မှအရာရှိများစွာအနက်မှ58ဦးအတီးပြူထားနိုင်ဆိုတဲ့တဲ့ကိုတင်ဆက်ပေးပါမယ်ရှင်။ မြန်မာနိုင်ငံတဝန်းမှပြည်သူများကိုလေရင်ဖြင့်ဘုံကျဲတပ်ဖြတ်ရရင်ပါဝင်နေသည့်စစ်ကောင်စီလေတပ်မှအရာရှိများစွာအနက်မှ58ဦးကို Operation Spirit Fire နဲ့ရန်ကုန်ခေတ္တကပူးတွဲအတည်ပြုထားနိုင်သည်ရခိုင်ကလည်းစစ်ကောင်စီလေတပ်မှဘုံကျဲတပ်ဖြတ်ရရင်တတ်တတ်ကြွကြွပါဝင်နေသောတာဝန်ရှိသူများကို Operation Spirit Fire နဲ့ရန်ကုန်ခေတ္တကမကြာခဏဆိုလိုပူးတွဲဖို့ထုတ်ခဲ့ပါသည်လက်ရှိတွင်လည်းအတည်ပြုထားနိုင်သောအရာရှိ58ဦးရှိပြီး၎င်းတို့တွင်ဗိုလ်မှူးချုပ်စိုးတင်လက်ကာလာခ ဘုံမူကြီးထောင်ခိုင်ကာလာခဒုတိယဘုံမူကြီးအောင်ကျော်ထင်ဘုံမူဟိအောင်တို့အောက်82နှစ်ဘူကြီးကောင်းတက်လာထခမင်္ဂလာတော်ဘုံမူတန်တွန်းအိုလာထခမင်္ဂလာတော်ဘူကြီးဟိန်းလက်လာတခကကကဘုံမူဟိမင်းလက်ဒါလာခဒုတိယဘုံမူကြီးအောင်ကိုမြင်လာတခနပါတဒူးလီတက်စကန်မူဒုတိယဘုံမူကြီးရေဝင်းလာတခနပါတ ဘူဂျီဖြိုးဝင်လင်ပါလာခဘူဂျီတန်နိုင်ဘူမူဂျီတန်နိုင်ညတာလာခဘူဂျီဝေဖြိုးတန်လာတာခဘူဂျီတန်ဆောင်တာလာခဘူဂျီချမ်းမြေကိုကို လာတာခနဘာတဒုတိယဘူမူဂျီကျော်မိုးဦးလာတာခကကကဘူမူဝေလင်းတင်လာတာခကကကဘူဂျီလန်တက်လာခခရဟထ ဘိုမင်းခန်လာထခလလပဘိုမှုစာနေချက်အောင်ဒါလခဘိုမှုအောင်မျိုးမင်းလာတခဒုတိယဘိုမှုကြီးအောင်မြင့်ကြီးလာမခဒုတိယဘိုမှုကြီးဟန်မြင့်အောင်ဆလာခပိုကြီးအောင်မျိုးထဆလာခဘိုမှုမမောင်ညံမာလာခဒုတိယဘိုမှုကြီးအောင်ဖုံးမင်းအနောက်ပိုင်းဘိုကြီးဖြိုတန်းစောကာလာခဘိုမှုတဟိန်အောင် လာတခဘိုကြီးကိုကိုအောင်ဟာလာခဘိုတော်ရွှေဝေးကြီးဒါလခဘိုကြီးကျော်ဖြိုတာလာတခတတအူ ဒုတိယဘုံမူကြီးဝင်းဟန်ဦးဆာလာခဘူကြီးတန့်စော်လင်းအုတ်84ဘူကြီးအောင်တင်လာတာခဒုတိယဘုံမူကြီးတင်မာဦးဟာလာခဒုတိယဘုံမူကြီးအေးမင်းနာလာနာဘူကြီးပြေဦးစောလာတာခနပတာဘူကြီးကျော်စင်တန်လကတာလမကဘူအောင်ပြေလာထခမကတာဘူကြီးစိုးမိုးနိုင်ဆာလာခဘူကြီးမြို့မင်းသူလာထခထီလာဘူကြီးအောင်တန်ဦးဟာလာခ ပိုချိုဟင်းတဲလာတာခပိုကြီးငိန်ချန်းတွန်ဟာလာခအုတ်88ပိုကြီးကျော်တီဟဒါလာခအုတ်55ဒုတိယပိုမူကြီးစေရမင်းကာလာခ ဗိုလ်ကြီးဝင်းချိုင်းအောင်ပါလာခါဘုံမူအောင်ကိုဇော်ဟာလာခါဗိုလ်ကြီးပိုင်မြန်ဟိန်လာတာခါဘုံမူဇော်လင်းတံလာတာခလာမကဗိုလ်ကြီးအောင်နေဆာလာခဒုဘူတော်ယွန်းမိမိတင်ကာလာခဘုံမူခင်မောင်းတံလာတာခတတအိုဗိုလ်ကြီးရံမျိုးအောင်လာတာခနာပါတာဗိုလ်ကြီးထွန်းလင်းအောင်ဆာလာခအုပ်30နှစ်ဒုတိယဘုံမူကြီးကျော်ဝနာဦးရာလာနာတို့ပါဝင်ပါသည် ပြည်သူကိုအဓိကဘုံကျဲတက်ဖြတ်နေသောအဆိုပါလေတက်မှအရာရှိ59ဦးနောက်ဆက်တွဲများကိုရန်ကုန်ခေတ်သစ် Telegram နဲ့တွားရောက်ကြည့်ရှုနိုင်ပါရှင်။ဆက်လက်ပြီး Concrete မြို့နယ်တရံကူဘတ်တွင်တိုက်ပွဲဆက်လက်ပြင်းထန်မြရီလန်ဟောင်းမိချောင်းအင်းတွင်ပြည်သူပိုင်းအိမ်များစစ်ကောင်စီမိရှို့ဆွဲတဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ ခရင်ပြည်နယ်ကွန်ကရစ်မြို့နယ်တရံကိုဘက်တွင်တိုက်ပွဲများဆက်လက်ပြင်းထန်နေတယ်လို့နေမြေကန်စီရေးတရင်ရင်းမြစ်ထံမှသိရှိရသည်အဆိုပါတိုက်ပွဲပြင်းထန်မှုတွင်စစ်ကောင်စီမှအထင်အားကထိခိုက်သေးဆုံးမှုများနေတယ်လို့တရင်ရင်းမြစ်ကဆိုပါတယ်လင်းရင်လာတာမရှိဘူးမနေ့ကစစ်ကောင်စီဘက်ကဒရုန်းဖြင့်သာအုံပြုမှုများလာတာကိုတွေ့ရတယ်လို့အဆိုပါတရင်ရင်းမြစ်ကပြောပါတယ် မတ်လ14ရက်နေ့တွင်တနေကုန်တိုက်ပွဲပြင်းထန်ခဲ့ပြီးတွန်လင်းတပ်ဖွဲ့မှစစ်ကောင်စီလက်နက်တလက်သိမ်းဆည်းရရှိမိခဲ့တယ်လို့ဆိုပါရယ်။ဒါပြင်ကော့ဂရိတ်မြောက်ဘက်ချမ်းမြာရီလန်းဟောင်းမိကြောင်အင်ဖုန်ကြီးကျောင်းအနီးဝန်းကျင်ရှိပြည်သူပိုင်အိမ်များအားစစ်ကောင်စီတပ်မှမီးလောင်ပုံပြည့်မီးရှို့မှုများလှုပ်ဆောင်နေသည်ဟုသတင်းရင်းမြစ်ကဆိုပါရယ်။ရမန်နေတွင်စစ်ကောင်စီတပ်မှမီးလောင်ပုံများထပ်မံအသုံးပြုနေပြီးရန်ကုန်မိကြောင်အင်အိမ်များမီးရှို့ဖျက်ဆီးမှုများလှုပ်ဆောင်နေသည်။ကော့ဂရိတ်မြို့နယ်နှင့်အာရှလန်စစ်ကောင်စီခြေကုပ်ယူထားသည့်တပ်စခန်းများမှထွက်ခွာပေးရန် K KNU KNL ရဲ့ပါဝင်မဟာမိတ်ပူပေါင်းဖွဲ့မှအမိန်ပေးပြောဆိုထားတယ်လို့သိရသည်စစ်တောင်စီတက်စကန်အချို့ကလည်းရဲအနေငယ်ဆောင်ပေးဖို့မဟာမိတ်ပူပေါင်းဖွဲ့ကိုပြောဆိုထားပြီးပြန်ဆုပ်ဖို့အတွက်အထက်ကိုပြန်တင်ပြရမယ့်အကြောင်းနဲ့အကြောင်းသိရတဲ့အကြောင်းပြန်မယ်ကိုမဟာမိတ်ပူပေါင်းဖွဲ့ကိုပြောဆိုထားတယ်လို့သိရသည် ဆလဘင်အာနာသိန်းလေးနဲ့တွင်စကိုင်းတိုင်းမှာလူ9000ကျော်သေဆုံးပြီး4000နီးပါးဒဏ်ရာရဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ဆက်အာနာသိန်းမီလေးနဲ့တွင်စကိုင်းတိုင်းမှာဂျမ်းဘက်ဖြစ်ရတွေ့ကြောင်းအရသာထိခိုက်သေဆုံးမှု9000ကျော်9304ဦးရှိခဲ့ပြီးဒဏ်ရာရသူ4000နီးပါး3988ဦးရှိခဲ့တယ်လို့လွတ်လပ်တဲ့သူတေသနာအဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar ကမက်စလော့စနေရနေ့ကထုတ်ပြန်လိုက်ပါတယ်။အဲ့ဒီဂျမ်းဘက်ဖြစ်ရတွေ့ကြောင်းအရသာထိခိုက်သေဆုံးမှုတွေထဲမှာစစ်ကောင်စီတပ်ရဲ့တပ်ဖြတ်မှုတွေပြင်တော်လိုင်းတပ်ဖွဲ့ တွေကြောင့်သေဆုံးခဲ့ရတဲ့အရသာထိခိုက်သေဆုံးမှုတွေလည်းပါဝင်တယ်လို့ထုတ်ပြန်ကြမှာရေးသားထားပါတယ်။ အရသာခြေကိုက်တည်ဆုံးမှု9000ကျော်ထဲမှာစကားစီအဖွဲ့ဝင်တွေကြောင့်တည်ဆုံးသူ2864ဦးတော်လိုင်းအဖွဲ့စီတွေကြောင့်တည်ဆုံးသူ1281ဦးနဲ့နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေချိန်ထိမှန်တည်ဆုံးတာအရသာအချင်းချင်းကြောင့်တည်ဆုံးတာနဲ့သူတို့ကိုအတိမပြုတ်နိုင်တဲ့ဖြစ်ရက်တွေကြောင့်တည်ဆုံးသူ928ဦးရှိခဲ့တယ်လို့ဆိုပါရယ်။ညောင်မျိုးနယ်ပြည်သူ့ကောင်ရင်နဲ့လုံခြုံရေးအဖွဲ့ CDSN တောင်ငံကိုနေဦးကတော့စကိုင်းတိုင်းအတွင်းကအရသာတွေကိုစကားစီတက်ကအစုလိုက်ပြုံလိုက်တက်ဖြတ်တာတွေစတိုက်ကျူးလွန်နေတာလို့ IFA ကိုပြောပါရယ်။

အခုရက်ပိုင်းလေးမှာပဲဖြစ်သွားခဲ့တဲ့စကိုင်းတိုင်းနဲ့မကွေးတိုင်းအဆက်ကိုရောက်နေတဲ့စစ်ကောင်စီရဲ့စစ်ကြောင်းကတာကောင်ရွာကအသက်80ကျော်အဖိုးကြီးအဖွားကြီးတွေကိုခေါင်းဖြတ်ပြီးတက်ဖြတ်သွားတာစစ်မရှောင်နိုင်တဲ့အရွယ်လေးလေဒီအရင်မြေစုံတော့ရွာကအရက်သားပြည်သူတွေကိုဘသူတွေကတက်ဖြတ်သွားတယ်ဆိုတာရှင်းလင်းပါတယ်နှစ်ဖက်တိုက်ပွဲကြားမှာတေဆုံသွားတဲ့အရက်သားပြည်သူတွေဆိုတာကလည်းစစ်ကောင်စီကြောင်းလားတော်လှန်ရေးတပ်တွေကြောင်းလားဆိုတာထက်နှစ်ဖက်တိုက်ပွဲတွေကြားမှာအသက်ဆုံးရှုံးလိုက်ရတဲ့ပြည်သူတွေဆိုတာလည်းရှိနိုင်တယ်အနည်းချင်းတော့ပါပဲအဲ့ဒီအတွက်လေမြို့သားညီညွတ်ရေးအစိုးရ ကောင်ဝေးဝင်ကြီးဌာနကအရေးယူမှုတွေလုပ်နေပါတယ်။ကြပြင်ကျန်းဘက်ဖြစ်ရက်တွေကြောင့်စကိုင်းတိုင်းရွှေဘိုခိုင်က1158ဦးနဲ့ကမ်းဘလူမြို့နယ်က450ဦးအထိအရသာထိခိုက်ဒေဆုံးမှုအများဆုံးရှိခဲ့တယ်လို့ထုတ်ပြန်ကြမှာပေါ်ပြထားပါတယ် တည်ဆုံသူတွေထဲမှာအသက်18နှစ်အထက်အမျိုးသား3921ဦးအသက်18နှစ်အထက်အမျိုးသမီး912ဦးထိရှိပြီးဒုတိယအများဆုံးအနေနဲ့အသက်18နှစ်အောက်အမျိုးသား189ဦးအသက်18နှစ်အောက်အမျိုးသမီး115ဦးနဲ့အချက်အလက်မပြည့်စုံလို့ကြားမမခွဲခြားနိုင်သူ369ဦးရှိခဲ့တယ်လို့ဆိုပါတယ်ဒီကိစ္စနဲ့ပတ်သက်လို့စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်စောမင်းထွန်းကို IFA ကတယ်လီဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့လက်ခံဖြေဆိုခြင်းမရှိပါဘူး။ ဆလဘီမိုးပြတိုက်ပွဲပြင်းထန်နေပြီးနှစ်ဖက်ထိခိုက်တိုက်စုံမှုရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ရန်ပြည်နယ်တောင်ပိုင်းမိုးပြမြို့ကိုထိုးစစ်ဆင်လာတဲ့စစ်ကောင်စီတပ်နဲ့ကရင်ပြည်မျိုးသားကောင်ရီတပ် KNDF ဖွဲ့ချာတိုက်ပွဲပြင်းထန်နေပြီးနှစ်ဖက်ကြာဆုံးမှုတွေရှိတယ်လို့ KNDF ကမတ်လ15ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်။မတ်လ23ရက်နေ့နဲ့14ရက်နေ့တွေမှာစစ်ကောင်စီတပ်ကမိုးပြမြို့ကိုဒရုန်းလက်နက်ကြီးတွေအုံပြပြီးပြင်းပြင်းထန်ထန်ထိုးစစ်ဆင်လာပြီးနောက်တိုက်ပွဲပြင်းထန်ခဲ့တာကြောင့်စစ်ကောင်စီဘက်က15ဦးသေဆုံးလို့ကောင်ရီတပ်ဖွဲ့ဝင်တို့ းဆုံးခဲ့တယ်လို့ဆိုပါရယ်။မတ်လ13ရက်နေ့ကတိုက်ပွဲမှာကောင်ရီတပ်တွေထိန်းချုပ်ထားတဲ့တက်စကန်ချုပ်လက်လွတ်ခဲ့ရပြီးမယ်။မတ်လ14ရက်နေ့မှာတော့အရီစကန်တွေကိုပြန်ထိန်းချုပ်နိုင်ခဲ့ပြီးစစ်ကောင်စီတပ်ကဆုတ်ခွာသွားတယ်လို့ KNDF ရဲ့ထုတ်ပြန်ချက်မှာဖော်ပြပါရယ်။ကရင်နီမျိုးသားများကောင်ရီတပ် KNDF ရဲ့တရင်နဲ့ပြန်ကြားရေးတာဝန်ခံရှိသူတူကတော့တော်လင်းတပ်ဖွဲ့တွေအနေနဲ့မိုးပြဲကိုလက်မလွတ်ရဖို့ပြင်းပြင်းထန်ထန်ကူကန်နေစေဖြစ်တယ်လို့ပြောပါရယ်။ မိုးပြင်းမျိုးနဲ့စစ်ကောင်စီရဲ့420နှစ်တက်စကန်ကြားမှာပဲကျွန်တော်တို့တိုက်ပွဲတွေစတိုက်ဖြစ်နေရအခုချိန်ထိပဲပေါ့နော်တိုက်ပွဲတွေထဲမှာစစ်ကောင်စီဘက်ကတေဆုံးနာရီရှိတယ်ကျွန်တော်တို့ဘက်ကလည်းရဲဘော်တွေကိုစုံရှုံရတာရှိတယ်အခုချိန်ထိလဲစကောင်စီကမယံမနာမိုးပြေကိုဝင်ဖို့စူးစမ်းနေတယ်။အခုချိန်ထိလဲထိတွေ့မှုတွေရှိတယ်ပေါ့နော်။ ပြီးခဲ့တဲ့ဖေဖော်ဝါရီ29ရက်ညကလည်းမိုးပြဲမြို့ကိုစစ်ကောင်စီတပ်ကဇက်တိုက်လေရင်နဲ့ပုံချချိန်ကျေချခဲ့တာကြောင့်မြို့သမီးငယ်တို့တေဆုံးပြီးလေးဦးတန်ရာရခဲ့တယ်လို့ကုညီသူတွေကပြောပါရယ်စစ်ကောင်စီတပ်အနေနဲ့2024ဒီဇင်ဘာလကစပြီးမိုးပြဲမြို့ကိုသိမ်းပိုက်ဖို့ကြိုးစားနေတာကြောင့်တိုက်ပွဲတွေဖြစ်ပွားနေတာ3လကျော်ရှိလာတာကြောင့်ဒေသခံတပေါင်းကျော်ဘေးလွရကိုတင်းရှောင်းနေကြရပါတယ် မိုးပြင်းမျိုးနယ်ကတိုက်ပွဲတွေနဲ့ပတ်သက်ပြီးစစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်စောမင်းထွန်းကို IFA ကတယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ဖုန်းလက်ခံမပြေဆိုပါဘူး